ဣသရေလစစ်စင်ရေးပြန်စာပြီးတဲ့နောက်မှာတော့ဟာမတ်ကတဲလ်ဘစ်မြို့ကိုတုံ့ပြန်တိုက်ခိုက်လိုက်ပြီဖြစ်ပါတယ်။ဂါဇာကမ်းမြောက်မှာဣသရေလရဲ့ထိုးစစ်ဆင်မှုပြန်လည်စတင်ခဲ့ပြီးနောက်ဟာမတ်ဘက်ကတဲလ်ဘစ်ကိုဒုံးကျည်30နဲ့ပထမဆုံးချိန်ပစ်ခတ်ခဲ့တယ်လို့တည်ပြပါတယ်။အဲ့ဒီဣသရေလမြို့မှာဒုံးကျည်ဒဇင်ကိုကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးကျန်ဒုံးကျည်တွေကတော့လူမနေတဲ့နေရာတွေစီကြားရောက်ခဲ့တယ်လို့ဆိုပါတယ်။မလောက်ဆရှိနေကတဖန်စတင်လာတဲ့အစ်ဇိုရဲ့တိုက်ခိုက်မှုတွင်ကလေးယောက်200ကျော်ပါဝင်အနည်းဆုံးလူ961ယောက်ထိ တေဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။မကြသေးတဲ့ရပိုင်းတွင်တေဆုံးခဲ့သူတွေထဲမှာ UNRWA ဝန်ထမ်း9ယောက်လည်းပါဝင်တယ်လို့ကုလသမဂ္ဂအေဂျင်စီကြီးကကိုယ်တိုင်ရေးထားပါတယ်။လွန်ခဲ့တဲ့ဇန်နဝါရီလမှာအစ္စရေးနဲ့ဟာမတ်ကြားယာယီပြည့်ရက်စဲရေးသဘောတူညီချက်ရရှိတဲ့အလျောက်နှစ်ဖက်လုံးရဲ့စည်ရေးလှုပ်ရှားမှုရန်နာခဲ့တာဟာနှစ်လသာကြာမြင့်ပါတယ်။အဲတော့အစ္စရေးကဝဲတပ်ဖွဲ့ IDF ဟာအီဂျစ်နယ်စပ်နီးမှာရှိတဲ့ဂါဇာတောင်ပိုင်းကရာဖာကိုမြေပြင်စစ်ဆင်ရေးစတင်ကြောင်းကြေညာပါတယ်။ အစ်စွေးဆိုရပြောရေးဆိုခွင့်ရှိသူဒေးဗစ်မန်ဆာကတော့အတင်းမာတဲ့အခြေအနေကိုဖြစ်စေခဲ့တာသူတို့ပါအမေရိကန်နဲ့တခြားနိုင်ငံတွေဂျာဝင်ညှိနှိုင်းပေးခဲ့တဲ့အဆိုပြုချက်ပါဝင်တစားကန်လဲလဲရေးသဘောတူညီချက်တိုင်းမှာငင်းဆန်ခဲ့တာပါဆိုပြီးဟာမတ်စ်ပေါ်ပြဖို့ပါတယ်ဟာမတ်စ်ဖန်ဆီထားတဲ့တစားကန်တွေထဲမှာလည်း59ယောက်ကျန်သေးပြီးအဲ့ဒီတက်က24ယောက်ကိုတော့အသက်ရှင်နေသေးတယ်လို့ယုံကြည်ထားပါတယ်ဒါအပြင်အမေရိကန်သမ္မတ်ထရန့်ဟာ အစ္စရေးနဲ့ IDF ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဆောင်ရွက်ချက်တွေကို ပြေဝထောက်ခံမှုရှိတယ်ဆိုပြီးအိမ်ပြတော်ပြန်ကြားရရှိ Caroline Levick ကပြောပါတယ်။အစ္စရေးနိုင်ငံသားထောင်းချီဟာလည်း Jerusalem နဲ့ Tel Aviv မြို့ကနေတာညာဟုစန့်ကျင်ရေးဆန္ဒပြပွဲတွေကိုဥပပေါင်းပါဝင်ခဲ့တဲ့ပြင်တစားကနေလူမျိုးရေးထွက်ပါတောင်းဆိုခဲ့တာဖြစ်ပါတယ်။ Hamas ဘက်ကလည်း Israel ကို rocket တွေနဲ့ပြန်ပစ်ပြီး Israel ကလည်း Gaza မှာမြေပြင်ဆက်ဆင်ရေးတွေပြန်ဆနေတဲ့အခြေအနေမှာရှိပါတယ်။ အစ္စရေးကောက်ွယ်တပ်ဖွဲ့ IDF ကတော့ကြာသပတေးနေ့မှာဂါဇာကိုမြေပြင်စစ်ဆေးပြန်စတင်ပြီလို့တရားဝင်ပြောလိုက်တာပါအစ္စရေးနဲ့ဟာမတ်ကြာဇန်နဝါရီကစလို့ပြစ်ခတ်ရစဲစတင်ပြီးနောက်အကြီးစားစစ်ရေးလှုပ်ရှားမှုတွေရပ်တန့်ထားခဲ့တာဖြစ်ပါတယ်အခုလိုပြန်စတင်တာနဲ့ပတ်သက်ပြီးတဖက်နဲ့တဖက်ကတော့အပြန်အလှန်ဆွဆွဲပြောဆိုနေပါတယ်ဟာမတ်အနေနဲ့ကြံရှိတဲ့တရားခံတွေကိုမလွတ်ပေးမချင်းထိုးစစ်ကပုံမှုပြင်းထန်မယ်လို့တတိပေးခဲ့ပါတယ် အစ္စရေးဆိုရာဟာမတ်စ်ကတရားခံ59ဦးဆက်လက်ဖမ်းဆီးထားစေပြီးအဲ့ဒီတက24ဦးကတော့အသက်ရှင်သေးတယ်လို့ယုံကြည်ရကြောင်းပြောထားတာဖြစ်ပါတယ်။လောလောဆယ်မှာအစ္စရေးဝန်ကြီးချုပ်ဗီဂျမင်နေတာညာဟုရဲ့အခုလိုမျိုးစစ်ပွဲပြန်ဆတဲ့အတွက်ကြောင့်အစ္စရေးနိုင်ငံမှာတော့ဆန္ဒပြမှုတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်ပွဲကိုလုံးဝမလိုလားဘူးလို့ဆန္ဒပြနေကြတာဖြစ်ပါတယ်။နေတာညာဟုကတော့ဒီစစ်ပွဲကိုစတင်တာဟာ ရေဂန်သမ္မတဒေါ်နယ်ထရန့်နဲ့လည်းဆွေးနွေးတံပင်ပြီးပါပြီဆိုပြီးတော့ပြန်လည်ပြောဆိုထားတာဖြစ်ပါတယ်။